အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးစားပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်။အဲ့ဒါကျွန်တော်တို့လက်ရှိ Arsenal အသင်းရဲ့အပြောင်းအရွှေ့အကြောင်းလေးကိုနည်းနည်းလေးပြောအောင်အဲ့လက်ရှိမှာ Arsenal အသင်းကတော့ကျွန်တော်တို့ Benjamin Sesko နဲ့ပုတ်ကူရေးရသဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့ဒီနေ့မနက်အစောပိုင်းမှာသတင်းတွေထွက်ပေါ်လာခဲ့တယ် ဲ့ဒီတရင်တွေထွက်ပေါ်လာတဲ့နောက်မှာဒါကျွန်တော်တချို့သောအာဆနယ်ပရိသတ်တွေ confuse ဖြစ်နေတာက Victor Kyogres ကိုပါအာဆနယ်သင်ကခေါ်ယူမှာလားဆိုတဲ့သတင်းတွေကိုကျွန်တော်လာ comment တွေထဲမှာ major ရဲ့ degree ရှိရဲဒါလည်း valid ဖြစ်ပါဘာလို့ဆိုတော့အာဆနယ်သင်ကအခုလက်ရှိမှာ Victor Kyogres နဲ့လည်းပုဂ္ဂိုလ်ကြီးရဲ့သဘောတူညီမှုရထားတဲ့အသင်းတွေကသတင်းဖြစ်တဲ့အတွက်ကြောင့်မလို့အသင်းတွေကသတင်းမို့တအူးဒီအသင်းသတင်းဖြစ်နေတာခုညအဲ့တော့အာဆနယ်သင်တွေက Victor Kyogres ကို Sesko ကိုနှစ်ယောက်လုံးကိုခေါ်ယူသွားမှာလားဆိုတဲ့အမေးအဖြေကိုကျွန်တော်ပြောပြမယ်ပြီးရင် Benjamin Sesko ရဲ့အပြောင်းအရွှေ့ကြောင့်နည်းနည်းလေးဒီဒီပြောပြမယ်အဲ့ဒါလေးကိုကျွန်တော်နည်းနည်းဒီနေ့မှဆွေးနွေးသွားအဲ့တော့ အာဆနိုသင်းနေတဲ့အခုလက်ရှိဒီနေ့အပြောင်းအရွှေ့မှာဒါကျွန်တော်နောက်ဆုံးရ update ရဆိုတော့တို့ကဘန်ဂျမင်ဆက်စကိုနဲ့ပုတ်ကူရေးရာရသဘောတူညီမှုရရှိသွားခဲ့ပြီလို့သိရတယ်မှာပါအဲ့တော့ဆက်စကိုရဲ့ဒါကျွန်တော်တို့ agent တွေဒါကျွန်တော်တို့လွန်ခဲ့တဲ့ဒါရက်သက်တစ်ပတ်လောက်ခရေကဒါကျွန်တော်တို့ အာစနိုပရိသတ်တွေတွေ့ဆုံအော်အာစနိုပရိသတ်အာစနိုရဲ့ဒါကျွန်တော်တို့အရေးပါတဲ့ဒေါက်ရှော့တွေ့ဆုံခဲ့ပြီးနောက်ပိုင်းမှာ Benjamin Sesko ပုံကူရေးရသဘောတူညီမှုမှာဒီရပိုင်းအတွက်မှာယူခဲ့နိုင်လာဖြစ်ပါအဲ့တော့အာစနိုတင်းတဲ့ခုလက်ရှိမှာဒါကျွန်တော်တို့ Benjamin Sesko နဲ့ပုံကူရေးရသဘောတူညီမှုရထားတာမှန်ပေမဲ့အသင်းနဲ့တင်းကြဆက်လက်ပြီးဆွေးနွေးရဖြစ်တယ်။တိကျတယ်မဲ့ဒါကျွန်တော်တို့တစ်ဖက်က Benjamin Sesko အတွက် RB Leipzig ကပောက်ကရစီတောင်းထားတဲ့အတွက်ကြောင့်မို့အာစနိုတင်းနေနဲ့သူတို့ဘက်ကပထမဦးဆုံး offer လုပ်ရတဲ့အချိန်မှာတော်တော်လေးကဒါစိတ်ဝင်စားလုပ်ရမယ့် amount ဖြစ်တယ်လို့ပြောလို့ရတယ်။အဲ့တော့ဒါလေးကိုဆက်ပြီးမှပြောခင်မှာကျွန်တော်တို့က အာစနိုသင်းနဲ့ဘန်ဂျမင်းဆက်စကိုဗစ်တာကာယိုဂရက်စ်ကိုနှစ်ယောက်လုံးခေါ်သွားနိုင်မှာလားဆိုတဲ့အဖြေကိုပြောရမယ်ဆိုတော့အာစနိုသင်းနဲ့ဒါတိုက်စစ်မှုနှစ်ယောက်ကိုဒီနေ့မားကတ်မှာခေါ်သွားဖို့အစီအစဉ်မရှိဘူး။ဘာကြောင့်လဲဆိုတော့အာစနိုသင်းနဲ့လာမယ့်နွေရာသီမှာသူတို့အနေနဲ့ဒါတိုက်စစ်မှုလူရာမှန်ပေမဲ့သူတို့နဲ့ကာယာဘက်စလေတိုက်စစ်မှုနေရာမှာဆက်လက်ပြီးရှိနေမယ့်အတွက်ကြောင့်မလို့ဒါကျွန်တော်တို့တိုက်စစ်မှုတစ်ယောက်လောက်ကိုသာဖြည့်တင်းသွားဖို့အတွက်အစီအစဉ်ရှိတယ်။သူတို့နေတာကျွန်တော်ခုချိန်ထိလည်းလာဂေဘီယိုဂျီဇုစ်ကိုရောင်းချဖို့အတွက်ထပ်မံပြီးစူးစမ်းနေကြ။ဂေဘီယိုဂျီဇုစ်ရောင်းပြီးရင်တော့ဒါဟာတမျိုးတစ်ပုံဖြစ်ရဖြစ်နိုင်ပေမဲ့တကယ်တမ်းအာစနို သင်းနဲ့ဒါ Victor Kyogres Benjamin Sesko နှစ်ယောက်လုံးကိုအသင်းထဲမှာထည့်ထားကိုတော့လက်ရှိကျွန်တော်အနေနဲ့ဘလို့မှမမြင်နိုင်ဘူးလို့ကျွန်တော်အနေနဲ့တွေးရအဲ့တော့မိတို့ပင်စိုးစီကမှုလက်ရှိမှာဒါကျွန်တော် Arsenal အသင်းအနေနဲ့ဒါတိုက်စစ်မှုနေရာမှာတော့ Benjamin Sesko ကိုဒါလက်ရှိမှာတိုက်စစ်မှုနေနဲ့ရွေးချယ်လိုက်တဲ့ပုံမှာပေါ်တယ်အဲ့တော့ Victor Kyogres ကဘာဖြစ်သွားမလဲဆိုကျွန်တော်အနေနဲ့ကျွန်တော်လည်းမသိဘူးလို့ဖြေပြစီပါဆိုတော့ Arsenal အသင်းနဲ့ဒီနေရာမှာ Victor Kyogres ရဲ့အစောကြီးဒါကျွန်တော်တို့တရားဝင်အာကျွန်တော်တို့ စကားပြောမှုတွေကိုဖွင့်နေအပေါင်းလက္ခဏာဆောင်နေဖေဒါကာယက်ဂရက်စ်ကိုပထမဆုံးကမ်းလှမ်းမှုပါညာလုပ်ဖို့အတွက်ဒါကျွန်တော်တို့စဉ်းစားတယ်တစ်ဖက်ကဒါကျွန်တော် Sporting Bet ကလည်းရီလာမြောင်းပေးလုပ်ပြီးသူတို့နဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ယူရိုတန်တရာပီးစာမလိုဘူးမင်းနဲ့ယူရို65တန်ပေါင်55တန်ပတ်ချလဲဝင်းကျင်ကြပတ်စံပူပွဲပုံပေါင်း ပါ55တပတ်ချလဲဝင်းကျင်သာပေးုံနဲ့ဒီကစားသမားကိုရနိုင်တယ်ဆိုပြီးတပတ်က Sporting ဘက်ကဆော်ဩတယ်ဒါပေမဲ့အဲ့ဒါကို Arsenal ကဆက်လက်ပြီးအဖတ်မလုပ်ဘဲနဲ့ Sesco ဘက်ကအဲ့ဒီမှာလုံအောင်အပြောင်းရွှေ့လို့တော့အဲ့တော့ Sesco နဲ့ဒါကျွန်တော်ပုတ်ကူရေးရသဘောတူညီမှုရဖို့အတွက်ဂျားထဲမှာသူတို့အနေနဲ့ကြိုးစားတယ်ဒီဂျားထဲမှာဒါ of course ဒီရပိုင်းအတွင်းမှာဒါကျွန်တော် Sesco နဲ့ပုတ်ကူရေးရသဘောတူညီမှုရတယ်ဆိုပြီးဒီနေ့မနက်ပိုင်းမှာသတင်းထွက်တယ်အဲ့တော့ဒါ Benjamin Sesco ကိုအဓိကခေါ်ယူဖို့အတွက် Arsenal လက်ရှိသတင်းတွေအရဒါနံပါတ်1နေရာမှာကြိုးစားနေပြီအဲ့တော့ Victor Gyökeres နဲ့ပတ်သက်ပြီးဘာဖြစ်သွားလဲ Victor Gyökeres နဲ့ပတ်သက်ပြီးဘာမှမဖြစ်သွားပါဘူးလက်ရှိ မှာကစားသမားနဲ့ပုံကူရေးရသဘောတူညီမှုရတာမှန်ပေမဲ့အာဆိုသင်းနဲ့ Sporting နဲ့တရားဝင်ဆွေးနွေးမှုမရှိဘဲနဲ့ Sporting ဘက်ကလည်းတရားဝင်ကန့်လတ်မှုမျိုးအာဆိုသင်းပြုလုပ်ထားခြင်းလည်းမရှိဘူးလို့သိရတဲ့အထက်မှာအဲ့တော့ကစားသမားနှစ်ယောက်လုံးကတော့အာဆိုသင်းကပုံကူရေးရသဘောတူညီမှုရရှိခဲ့ပြီးဒါပေမဲ့အာဆိုသင်းရဲ့အခုလက်ရှိမှာ live set နဲ့တရားဝင်စကားပြောဆိုမှုတွေကိုပြုလုပ်နေတယ်ဆိုပြီးတော့ဒီနေ့မနက်အစောပိုင်းမှာ Fabrizio Romano ရဲ့သူ့ရဲ့ Twitter မှာတင်တဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာ Fabrizio Romano ရဲ့ပြောပုံရဆိုရင်တော့ဒါ Victor Caio ကဆိုအာဆိုသင်းခဏမိထားပြီးတော့တိုက်စစ်နေရမှာဒါကျွန်တော် Caio ကတဲ့ က်ကိုဒါယူဗန်ဂျမင်ဆက်ကိုကဒါယူချလိုက်တဲ့ဆိုတဲ့ဘောမှာအဲ့တော့ဆက်ကိုကျွန်တော်အာဆိုသိနေပထမဦးဆုံးကန်လန့်မှုအနေနဲ့ဘယ်လိုမျိုးကန်လန့်သွားမလဲဆိုကျွန်တော်တို့ကတော်တော်လေးကိုစိတ်ဝင်စားတယ်တစ်ဖက်ကတော့ကျွန်တော်ပေါက်ကြရစီဖြစ်တဲ့ဒါကျွန်တော်ယူရို95သန်း ေါင်အားဖြင့်ပြောရင်ပေါင်တန်း80လောက်နီနီကိုတောင်းဆိုထားတဲ့အတွက်ကြောင့်မလို့တို့အနေနဲ့အဲ့လောက်ကြီးပေးချေပါမလားအာဆိုသိန်းနဲ့အခုလက်ရှိမှာဘန်ဂျမင်ဆက်စကိုယူရို65ဒန်းနဲ့တန်း80ကျပ်ပဲသတ်မှတ်ထားပြီးတော့ပေါင်အားဖြင့်တော့မလို့ပေါင်တန်း60အများဆုံးပေးဖို့အတွက်ပဲစီစဉ်ရှိတယ်အဲ့တော့ RB Live အနေနဲ့အခုလက်ရှိမှာတို့ဘက်ကဘန်ဂျမင်ဆက်စကိုနဲ့လုပ်ထားခဲ့တဲ့ဒါကျွန်တော်တို့ gentleman agreement ကိုပဲ honor လုပ်သွားမလားဒါမှမဟုတ်တို့ကြိုက်စည်းကိုပဲဆက်လက်ပြီးတောင်းသွားမလားဆိုတော့တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းနေတယ်မှာပါတယ်ကစားသမားကတော့ရှင်းတယ်လက်ရှိမှာ Arsenal မှာ Arsenal ပဲဖြစ်နေပြီးတော့သူ နေနဲ့ဒါ RB Leipzig မှာရေရှည်ရဆက်နေဖို့မဖြစ်နိုင်တော့ကြောင်းသူအနေနဲ့လက်ခံသွားပြီးဒါတစ်ဖက်အသင်းကသူ့ရင်ပြီးကန်အသင်းကိုလည်းသူ့ကိုအသင်းကနေတရားဝင်ထွက်ခွင့်ပေးဖို့အတွက်တောင်းဆိုထားတယ်လို့ကျွန်တော်အနေနဲ့သိရတယ်မှာပါအဲ့တော့ပြောချင်တာ Arsenal အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော် တရားဝင်လက် license နဲ့ဆွေးနွေးနေပြီဖြစ်တယ်ပထမအဆုံးကန်လတ်မှုတော့ Arsenal ဘက်ကနေတရားဝင်လုတ်ထားကျင်တော့မရှိသေးဘူးဒါပေမဲ့ Arsenal တင်းနဲ့မကြခင်မှာပထမအဆုံးကန်လတ်မှုအနေနဲ့ဒါကျွန်တော် Euro တန်း60ပေါင်55တန်းနဲ့54တန်းရှိတဲ့ package တစ်ခုကိုဒါကျွန်တော်တရားဝင်ကန်လတ်သွားဖို့အတွက်ပြင်ဆင်နေပြီဒီကန်လတ်မှုကိုတော့ဒါကျွန်တော်တရားလာ RB Leipzig ကနေပြီးတော့ပယ်ချသွားဖို့ရှိတယ်ဆိုတဲ့ call လာလိုက်တယ်အဲ့တော့ အာဆိုနေတယ်မလိုအပ်ပဲနဲ့ဘန်ဂျမင်ဆန်စကူရဲ့အပြောင်းအရွှေ့ကအနေငယ်တော့ကြာဘူးရှိတယ်လို့ပြောလို့ရတယ်။အဲ့တော့လက်ရှိမှာဒါတိကျတယ်မှာပရီးမီးယားလိဂ်ကလပ်တွေအတွက်ဒါကျွန်တော်တို့ဂျွန်ဂိုအာလီဒါကျွန်တော် CWC ရဲ့အတွက်ဒါအပြောင်းအရွှေ့ကိုတရားဝင်ဖွင့်ပေးထားတယ်။ဒီနေရာမှာဒါကျွန်တော်အာဆိုသင်းနဲ့ဒီကြားထဲမှာအပြောင်းအရွှေ့ကိုမြင်လဲကျွန်တော်နေတော့ထင်ပါတယ်ပေါ့နော်ကျွန်တော်မြင်ပြောမယ်ဆိုတော့အာဆိုသင်းနဲ့ဒါဒုတိယဝင်းဒိုးမှာပဲဘန်ဂျမင်ဆန်စကူကိုခေါ်မယ်ဆိုရင်ခေါ်ဖို့တော့တို့စူးစမ်းတော့မယ်လို့မြင်တယ်။အဲ့တော့ဒီကြားထဲမှာအာဘီကစားသမားနဲ့ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုကအဲ့လောက်တော့ရှော့မှရှိပြင်မယ်။ဒါကျွန်တော်အသင်းနဲ့သင်းကြားမှာတော့ဒါအာဆိုသင်းတော်တော်လေးကိုစကားပြောအောင်မ ယ်လို့မြင်တယ်ကျွန်တော်ထင်တာပေါ့နော်ကျွန်တော်အမြင်ကပြောမှာအာဆနယ်သင်ဘန်ဂျမင်ဆက်စကိုယူလိုက်တာအသက်အရွယ်ကြောင့်လို့ကျွန်တော်အနေနဲ့မြင်တယ်အသက်22နှစ်အရွယ်ပဲရှိသေးတဲ့ကစားသမားတစ်ယောက်ကိုဒါခုနပြောသလိုပဲကာယိုဂရက်စ်အနေနဲ့လက်ရှိသူကလည်းအင်္ဂလန်မှာကစားခဲ့ဘူးပဲအဲ့ရမမရကျွန်တော်ခုနကမှတည်တာကာယိုဂရက်စ်က Brighton တို့ဘာလို့မလဲဒါကျွန်တော်တို့ ကစားခဲ့မှုတွေကစားသမားဖြစ်ပေမဲ့တိတ်မပေါက်ရတဲ့ကြောင့်အာဆနယ်သင်းနဲ့ဒီ risk ကိုမယူဘဲနဲ့ Benjamin Sesko ရဲ့ risk ကိုသူတို့ယူလိုက်ပုံရတယ်ကျွန်တော်အမြင်ကပြောမယ်အဲ့တော့ Sesko ကိုပဲသူတို့အနေနဲ့လာမယ့်ရသက်တစ်ပတ်မှာဒါကျွန်တော်တို့ပဲ RB Leipzig တိုင်းရိုက်ဆွေးနွေးသွားပြီးတော့ပထမဆုံးကမ်းလှမ်းမှုဒါကျွန်တော်လုပ်သွားမယ်လို့မြင်တယ်ဒီပထမဆုံးကမ်းလှမ်းမှုလည်းပယ်ချဖို့ရခိုင်တော့များပြီးတော့ဒုတိယမြောက်တတိယမြောက်ကမ်းလှမ်းမှုတွေမှသာဒါကျွန်တော်လက်ခံသွားဖို့ရှိတယ်လို့မြင်အဲ့တော့အာဆနယ်သင်းနဲ့ဒီနေရာမှာတချို့ထင်နေလို့ Victor Kyokes က Benjamin Sesko ကိုနှစ်ယောက်လုံးကိုခေါ်မယ့်အစီအစဉ်ကိုတော့အာဆနယ်သင်းမရှိဘဲနဲ့အာဆနယ်သင်းနဲ့လာမယ့်နေရာဒီမှာတိုက်စစ်မှုတအုပ်ကိုသာ ာခေါ်ယူသွားဖို့အတွက်စီစဉ်ရှိအဲ့တော့ Victor Kyokres ကိုလက်ရှိမှာဘလို့ချင်းနေဘလို့တော့ဘာမှကျွန်တော်နေမသိပေမဲ့ Victor Kyokres ကလက်ရှိမှာဒါ Chelsea နဲ့လည်းတရားဝင်စတင်ပြီးဆွေးနွေးနေပြီဖြစ်တယ်လို့သိရတယ်မှာပါ Chelsea တင်းကလက်ရှိမှာ Liam Delap ကိုတိုက်စစ်မှုနေနေရှိပေမဲ့ဒါ Victor Kyokres ကိုအလိုရှိနေတဲ့အကြောင်းမူလာမဲ့နေရာဒီမှာဒါကျွန်တော် Victor Kyokres ကိုခေါ်ယူဖို့အတွက် Chelsea တင်းကတရားဝင်စတင်ပြီးတော့ကစားသမားနဲ့ဆွေးနွေးနေပြီးပြီးတော့ကစားသမားသာအဆင်ပြေမယ်ဆိုရင်တော့ခုနကဒါ Sporting Back ကတောင်းထားတဲ့ Euro 65သန်းကို Chelsea ဘက်ကနေပေးချီသွားဖို့အတွက်လည်း ready ဖြစ်နေပြီလို့ Kola Hala စစ ဆန်သတင်းဒီထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒီနေ့မှဒါဆက်ဆက်ပြီးပြောရမယ်ဆိုအာစတိုသိနေတာကျွန်တော်တို့တီးကြရတယ်မယ်ဂိုးသမားနေရာအတွက်လည်းတောက်ရှောက်မားကတ်ထမှာလိုက်နေတယ်အာစတိုသိကပထမအတာကျွန်တော်ယူဝန်ကာစီယာကိုလိုက်ဖို့အတွက်ပြင်ဆင်ခဲ့မယ်လက်ရှိနောက်ဆုံးရသတင်းတွေရဆိုရင်တော့ယူဝန်ကာစီယာက FC Barcelona နဲ့စာချုပ်ချုပ်ဆိုတော့ဘူးအတွက်တော်တော်လေးကိုနှိစက်သွားပြီဖြစ်တယ်ကာစီယာအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့သူကတော့ဒါ Barcelona သိကိုပဲရွေးချယ်လိုက်တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီးတော့ဘလို့ချင်းနေတွေဖြစ်မလဲကျွန်တော်တချက်တော့ဆိုတာဒါပေမဲ့အာစတိုသိတဲ့ဒီနေ့မှာဒါကျွန်တော်တို့ဂိုးသမားနံပါတ်1နေရာကိုဆက်လက်ပြီးလိုက်ဖို့အတွက်အရာကိုင်းနှုံးနေသွားခဲ့ပြီးတော့ ်သူတို့ရဲ့လူငယ်ကစားသမားလေးဖြစ်တဲ့ Carl Heinz ကိုလည်းဒါကျွန်တော်တို့နေရာပေးဖို့အတွက်ကောလာဟာလာလေးထွက်လာခဲ့တယ်အဲ့တော့ Arsenal သင်းနဲ့ဒီဂိုးသမားအရန်နေရာအတွက်ဒါကျွန်တော်ပတ်စံသုံးမယ်စလူငယ်ကစားသမားတွေကိုနေရာပေးဖို့အတွက် Arsenal သင်းပြင်ဆင်လာတယ်ဆိုတဲ့သတင်းတွေတော်တော်ဖျားထွက်လာခဲ့အဲ့တော့ Arsenal သင်းရဲ့ market ထဲမှာဒါကျွန်တော်ပေါ်ပေါ်လောလောနဲ့ဒါကျွန်တော်ရနိုင်မဲ့ဝါရင်ဂိုးသမားတယောက်ကိုတော့ရှာဖို့တွေ့ရှိတယ်ဒါပေမဲ့လက်ရှိမှာပတ်စံအများကြီးပေးပြီးခေါ်ရတဲ့ဂိုးသမားကိုတော့ Arsenal သင်းနဲ့လာမယ့်နေရာဒီမှာခေါ်ယူတော့မှာမဟုတ်ဘူးသူတို့နေတဲ့ဒီပတ်စံကိုဒါကျွန်တော်ပို့ပြီးတော့လိုအပ်တဲ့နေရာတွေမှာလာမယ့်နေရာဒီအတွက် ထည့်သွင်းသွားတော့မယ်လို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါပါတယ်အဲ့တော့မြည်တို့ပင်စူစီကမဟုတ်လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်တော့ဒါကျွန်တော်တို့ အာဆနောသိနေတဲ့ဒါကျွန်တော်တို့သူတို့ရဲ့ဒီနှစ်ရဲ့ဒါကျွန်တော်ပထမဆုံးခေါ်ယူမှုကဇူမန်နီဖြစ်သွားပြီပေါ့နော်ဇူမန်နီဒါစေးဒီဘိုင်းလေးဆက်ပြီးသွားပြီအကုန်လုံး okay တယ်ဒုတိယမြောက်ခေါ်ယူမှုကတော့ဘန်ဂျမင်ဆက်စကိုများဖြစ်လာတော့မလားအဲ့တော့ဒီဆက်စကိုရဲ့အပြောင်းရှိရကျွန်တော်ထင်တာနည်းနည်းလေးထင်တာတဲ့ကြာဘူးအတွက်ရှိတယ်လို့မြင်တယ်တစ်ဘက်ကအာဘီလာအဓိကကခုနကပြောလို့ပဲအာဆနောဘက်ကကြာတယ်ဆိုတော့အာဘီလာဘက်ကအင်းညောင်အင်းညောင်လုံနေတဲ့အတွက်ကြောင့်မလို့ဒီအပြောင်းရွှေ့လေးကနည်းနည်းလေးထင်တာတဲ့ပုံပြီးများကြာသွားမလားမြင်အဲ့ဒါမဲ့ကစားသမားနဲ့ပုံကူရေးရာသဘောတူညီမှုရထားတာတော့ဒါအပေါက်လက္ခဏာဆောင်တယ်လို့ပဲကျွန်တော်နည်း ပုံကူကြီးရမြင်မိပါတယ်ဒါတော့ပါပဲအားလုံးမကြိုးတူပါတယ်ပေါ့ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 TV 4G တို့မှာကျင်းလို့ဆိုပေါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖူမမိကြပါနဲ့ပြအောက်က comment တွေထဲမှာလေ Youth Sport Media 3.0 TV 4G တွေလင်းလေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖူမမိကြပါနဲ့အောက်က comment တွေထဲမှာလေ Youth Sport Media 3.0 TV 4G တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်မျက်စောကိုကြည့်ပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ပြီးကျွန်တော်လည်းအားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ပေးကြအောင်ဗျ။မြန်မာ ်ကလစ်မှာအမြင်နဲ့ဖြစ်ပါတယ်အားလုံးမကြိုတမိုင်းကောင်းမွန်တော့နေနေဖြစ်ပါစုမုံအောင်တောင်းပြီးတော့ကျွန်တော်တို့နောက်မှအရှိတူကြရပါဗောဒီပါဗျာ